မင်္ဂလာပါရှင်။တန်လန်တိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ပလဲမြို့နယ်မှာစစ်တပ်တိုက်လေရင်တစဉ်ပြစ်ချခံရတဲ့သတင်း။အပြစ်ရထားပေမဲ့စစ်ကောင်စီပုံကျဲမှုကြောင့်အရသာ73ဦးထပ်မံသေးဆုံးတဲ့တွင်စစ်ကောင်စီတပ်သား၄ဦးမွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေထံအလင်းဝင်လာတဲ့တွင်နိုင်ငံတကာသတင်းမှာတော့ရုရှားနဲ့ယူကရိန်း sorry ပါ နိုင်ငံတကာသတင်းမှာတော့ရုရှားနဲ့ယူကရိန်းကြားစစ်အကြမ်းသားလဲလှယ်တဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့စခန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတိုက်လေရင်ဒဇင်းအားပြစ်ချနိုင်ခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကအတည်ပြုထုတ်ပြန်ပါတယ်။ ဒီကနေ့ဂျွန်လ10ရက်နေ့နေ့လယ်12နာရီအချိန်ခန့်မှာကန်တော့စခန်းသိန်းတိုက်ပွဲထံလေကြောင်းပစ်ကူလာပြီးတဲ့စစ်ကောင်စီရဲ့တိုက်လေရင်တစ်စင်းကို PLA တပ်မတော်ကပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်တိုက်လင်ရင်ပြချနိုင်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုထပ်မံထုတ်ပြန်ပေးမယ်လို့ PLA တက်မတော်ကအတည်ပြုထားပါတယ်။အဲဒီတိုက်လင်ရင်ဟာပလဲမြို့နယ်စပက်စီကြီးပါရဲ့ဘုံကြီးကျောင်းသားကိုပြတ်ကျသွားခဲ့တာဖြစ်ပြီးတိုက်လင်ရင်ပေါ်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းတေဆုံးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ စစ်ကောင်စီတိုက်လေရင်ပြစ်ချခံရတဲ့တဲ့ရင်အသေးစိတ်အချက်အလက်ကိုတန်လွင်တိုင်းအနေနဲ့ဆက်လက်ဖော်ပြပေးသွားပါမယ်။နိုင်ငံတော်မှာအပြစ်ရကြေညာထားတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ဃာတော်တပါအပါအဝင်ရတား73ဦးထပ်မံတည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကြံသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။စစ်ကောင်စီဟာဇွန်လ10ရက်နေ့ကနေဇွန်လ 30ရင်းနေ့ဒီယာယီအပြည့်ရဲ့ကာလထပ်တိုးထားပြီးမယ်။မင်္ဂလာဝဲမှာ၄ချောင်းဘုံကျဲတက်ခတ်မှုတွေနေ့စဉ်ပြုလုပ်နေတာပါ။ဇွန်1ရက်နေ့နဲ့ဇွန်9ရက်နေ့တို့မှာမန္တလေးတိုင်းတပေကြီးမြို့နယ်လေးမိုင်ကန်သာကြီးရွာနဲ့ကြက်ရိုးပင်ကြီးရွာရှိစာတင်ချောင်းနဲ့ဘုံကြီးချောင်းဘုံကျဲခံရတာကြောင့်စာတင်ချောင်းဆောင်နှဆောင်ထိခိုက်ပျက်စီးခဲ့ပြီးဘုံကြီးတစ်ပါးပြန်လွန်တော်မူခဲ့သလိုဘုံကြီးချောင်းဆောင်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။အလားတူဇွန်လ9ရက်နေ့မှာလည်းမကွေးတိုင်းစောမြို့နယ် မြောင်ကန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကထပ်မံဘုံပြေတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့ AAPP ကဆိုပါတယ်။ဇွန်လ6ရက်နေ့ကလည်းသတိတိုင်းပလဲမြို့နယ်မင်းတိုင်ပင်ကြီးရွာရှိစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းမှဘုံပြေတိုက်ခိုက်ခဲ့တာကြောင့်ရသားတို့သေဆုံးခဲ့က6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစာတင်ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ဇွန်လ9ရက်နေ့ကလည်းရခိုင်ပြည်နယ်တန်တွဲမြို့နယ်ရှိ စစ်ပေးဆောင်ရင်ခိုးလုံနေတဲ့ကြောက်ကြီးကြီးရွာစာတင်ကြောင်းနဲ့ပဇွန်ပြည်ကြီးရွာရှိစာတင်ကြောင်းဘုံကျဲတက်ခက်ခံရတာကြောင့်စစ်ပေးဆောင်လေးဦးသေဆုံးခဲ့ပြီးဆယ်ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကစာတင်ကြောင်းဆောင်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီနေ့မှလည်းတနင်္လာရီတိုင်းတရချောင်းမြို့နယ်ကြောက်အန်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေပြစ်ခတ်တက်ခက်ခဲ့ရာတားဖန်အုပ်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့မေလအတွင်းနိုင်ငံတော်ဝန်မှစစ်ကောင်စီရဲ့ ၊လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အပြစ်မဲ့အရက်သားပြည်သူ152ဦးသေဆုံးခဲ့တယ်လို့ AAPP ရဲ့ချက်လက်တွေရသိရပါတယ်။စစ်ကောင်စီရဲ့စစ်မှုထမ်းတင်ဒန်းစင်တပ်သား၄ဦးဟာမွန်ပြည်နယ်အခြေစိုက်တော်လရေးတပ်ဖွဲ့တွေထံလက်နက်ခင်းရန်တွေနဲ့အတူအလင်းဝင်လာခဲ့တယ်လို့သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီသတင်းကိုတော့ယုံကြည်ပြားကပြောပြပေးမှဖြစ်ပါတယ်။ မွန်ပြည်နယ်ရင်းမြစ်နယ်အခြေဆိုင်အမှတ်299ခြေရင်တရင်ကတပ်သားအုပ်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနာစစ်ကြောင်းထံဇွန်လ9ရက်နေ့မှာအလင်းဝင်ခဲ့တာပဲဖြစ်ပါတယ်။အလင်းဝင်လာတဲ့တပ်သားအုပ်ဟာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းတင်နန်းဘတ်စင်ခွနဲ့တင်နန်းစင်တွေဖြစ်ပြီးတပ်သားစစ်စေးအောင်နဲ့တပ်သားညီညီတပ်တို့ပဲဖြစ်ပါတယ်။ဒါပြင်ဇွန်လ10ရက်နေ့ကပြောပြမယ်နော်။ ဒါအပြင်ဇွန်လ၈ရက်နေ့ကလည်းပဲခူးတိုင်းဒါယူးအခြေဆိုင်အမှတ်၄၄၃ညအခြေမြန်တပ်ရင်းကတပ်သား၂ဦးဟာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်29စစ်ပြူဟာထံကိုလက်နက်ခဲယမ်းနေတဲ့ကွာအလင်းဝင်ခဲ့တာပဲဖြစ်ပါတယ်။အမှတ်29စစ်ပြူဟာထံကိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား၂ဦးဟာစစ်ကောင်စီရဲ့အတဲအဓမ္မစစ်သားစုဆောင်ခံရသူတွေဖြစ်ပြီးအပတ်စဉ်၃နဲ့အပတ်စဉ်၈ကစစ်မှုထမ်းတင်းနှင်းစင်းတွေဖြစ်တယ်လို့သိရပါတယ်ရှင်။ ရုရှားနဲ့ယူကရိန်းကြားစစ်အကြမ်းသားလဲလှယ်ခဲ့ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်။နှစ်နိုင်ငံကြားအကြမ်းသားလဲလှယ်မှုပြုလုပ်ရေးစီစဉ်ထားတဲ့အစီအစဉ်တွေအများကြီးတဲကပထမဆုံးခြေလှမ်းအနေနဲ့ရုရှားနဲ့ယူကရိန်းကြားအသက်25နှစ်အောက်စစ်အကြမ်းသားတွေကိုဇွန်9ရက်မှာလဲလှယ်ခဲ့ကြောင်းသိရပါတယ်။စစ်ပွဲအတွင်းတည်ဆုံသွားတဲ့ထောင်ထဲချီတဲ့စစ်သားတွေရဲ့ရုပ်လောင်းလဲလဲပုံနဲ့တပတ်စီကစစ်ကျင်းသား1200အနည်းဆုံးလဲလဲပုံဇော်နှစ်ရက်က စတန်ဘူးမြို့မှာ ရုရှားနဲ့ယူကရိန်းတိုက်ရိုက်ဆွေးနွေးမှုအတွင်းသဘောတူညီခဲ့ကြပြီးရနောက်အခုလိုမျိုးစစ်အကျဉ်းသားတွေလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။ပိုပြီးကြေပြန့်တဲ့ညှိနှိုင်းမှုတွေအတွင်းစစ်ပွဲဆုံးသက်ရေးသဘောတူညီမှုမရယူနိုင်ခဲ့ပေမဲ့စစ်ကျဉ်းသားလဲလှယ်ရေးနဲ့ရုပ်လောင်းလဲလှယ်ရေးပဲသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။တိုက်ပွဲတွေဆက်လက်ပြင်းထန်နေချိန်မှာယူကရိန်းအရှိအလဲပိုင်းဒေသတွေကိုချက်မှန်သိမ်းပိုက်ရရှိထားတယ်လို့ရုရှားကပြောပါတယ်။ရုရှားကပြန်လှုပ်ပေးလိုက်တဲ့ယူကရိန်းစစ်အကျဉ်းသားတွေထဲမှာ လွန်ခဲ့တဲ့၄နှစ်စစ်ပွဲစတင်ချိန်ကလေးကဖမ်းဆီးခံထားသူတချို့လည်းပါဝင်တယ်လို့သိရပါတယ်။ယူကရိန်းဆိုရထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာပြန်လွတ်လာတဲ့စစ်သားတယောက်ကရာရှိတယောက်ကမ်းပြီးတဲ့လက်ကင်ဖုန်းနဲ့သူ့မိစီဆက်သွယ်ပြီးသူ့အိမ်ပြန်လာပြီဖြစ်ကြောင်းပြောကြားနေတာကိုမြင်တွေ့ရပါတယ်။ဇွန်9ရက်ကပြုလုပ်ခဲ့တဲ့အကျဉ်းသားလဲလှယ်မှုအတွင်းဘယ်နှယောက်လဲလှယ်ခဲ့တယ်လဲဆိုတာရုရှားကရောယူကရိန်းကပါထုတ်ဖော်ပြောဆိုတာမတွေ့ရပါဘူး။ဒါပေမဲ့ရုရှားစစ်တပ်ကတော့နိုင်ငံခြားလဲလှယ်ခဲ့တဲ့စစ်အကျဉ်းသားအရေးအတွက်အတူတူဖြစ်တယ်လို့ကြေညာချက်တည်းမှာဖော်ပြပါတယ်။ ယူကရိန်းကပြန်လွှတ်ပေးလိုက်တဲ့ရုရှားစစ်ကျင်းသားတွေကိုမဟာမိတ်ဘယ်လာရုစ်နိုင်ငံစီပို့ဆောင်ပြီးစစ်ကြမ်းမာရေးစစ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ရုရှားစစ်တပ်ကပြောထားပါတယ်။ဒေါ်လာထိုင်းမြန်နောက်ဆုံးရသတင်းစူးစီးမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဂျာတာပရီစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။ တနင်္လာနေ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တနင်္လာနေ့ website စာမျက်နှာနဲ့တနင်္လာ application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တနင်္လာနေ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။